ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့မိမိရဲ့ Facebook account password ကိုမမှတ်မိတော့လို့ Facebook account ကိုပြန်ဝင်လို့မရတော့ပါစိုးရိမ်နေပါသလားဒါဆိုရင်တော့မိနေတဲ့ password ကိုဘလို့ပြန်လို့ရမယ်ဆိုတာကိုပြောပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်ပထမဆုံးအနေနဲ့မိမိရဲ့ Facebook setting တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ CMO အကောင့်ဆန္ဒဆိုတဲ့ထဲကိုဝင်ပေးရပါမယ်။ခုလိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ password and security ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ။ โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ exchange password ဆိုတာရှိရပါเนาะအဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ်โอเคဒီနေရာမှာကျွန်တော်တို့က exchange password လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောနော်အရင်ကကျွန်တော်တို့ဒီ password account ကိုပြန်ထည့်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီ password account ကိုလည်းကျွန်တော်တို့ကမသိဘူးဘောနော်အဲ့ဒီလိုမျိုးမသိဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ forget your password ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ် โอเคအဲဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲဒီကျွန်တော်တခုတော့ပြောပြစရာရှိတယ်ဗောနော်အဲဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီဖုန်းထဲမှာအဲအဲ့ဒီကျွန်တော်တို့ဒီ Facebook account ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ WhatsApp ဆိုတဲ့အဲဒီ account ကိုဖွင့်ထားပေးဖို့တော့လိုအပ်ပါတယ်အဲ WhatsApp ဆိုတဲ့ဒီ application ကိုကျွန်တော်တို့ Play Store ကနေ download ဆက်ပြီးတော့မှကျွန်တော်တို့ဒီ Viber လိုပုံစံမျိုးပဲဗောနော်အဲသူကဖုန်းနံပါတ်နဲ့ဒီအဲ့လိုမျိုးဖွင့်ထားပေးဖို့တော့လိုအပ်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာဗောနော်အဲဒီ WhatsApp ထဲကိုကျွန်တော်တို့က code ပို့ပေးပါဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ရွေးมาဖြစ်တဲ့အတွက်အဲ့ဒီတော့ကျွန်တော်တို့ဒီအပေါ်ဆုံးကဒီပေါ့နော်အဆန် go via what app ဆိုတာကိုရွေးပြီးတော့มาကျွန်တော်တို့ continue ကိုနှိပ်လိုက်ပါ okay အခုလိုမျိုးကျွန်တော်တို့ဒီမှာပေါ့နော်ကုတ်လျှောက်လုံးကိုသူကထည့်ခိုင်းနေပြီပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရှေ့မှာ WhatsApp ထဲကိုပို့ပေးပါလို့ကျွန်တော်တို့ရွေးခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့က WhatsApp application နဲ့ကနေပြီးတော့မှကျွန်တော်တို့ message တွေကနေကုတ်လျှောက်လုံးကိုကျွန်တော်တို့သွားယူပေးရမှာပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှေ့ကိုဆက်သွားလိုက်ပါမယ် โอเคအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ WhatsApp application တွေကိုကျွန်တော်တို့ဝင်လိုက်ပါတော့အဲဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ WhatsApp application တွေမှာ Facebook ကနေပြီးတော့မှခုလိုမျိုးကုတ်ချောင်းလုံးကိုပို့ထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲအဲ့ဒီကုတ်ချောင်းလုံးကိုကျွန်တော်တို့ copy ယူပြီးတော့မှကျွန်တော်တို့အစွမ်းလာကဒီ password တောင်းနေတဲ့ဒီဘောနော်ဒီကုတ်ချောင်းလုံးထည့်ရမယ့်နေရာကိုထည့်အဲထည့်ပြီးတော့မှကျွန်တော်တို့ continue ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီပေါ်တော့ကျွန်တော်တို့အရင် password ကိုမမှတ်မိတော့ဘူးဆိုလို့ရှိရင်တော့မှကျွန်တော်တို့ password အစ်စ်ကိုကျွန်တော်ထည့်လို့ရယူရဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှတ်မိတွေ့တဲ့အဲဒီ password အစ်စ်ကိုကျွန်တော်တို့ဒီဒီပေါ်တော့ဒီ password နေရာမှာထည့်လိုက်အဲထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီ password ကိုတော့ကျွန်တော်မှတ်ထားပေးဖို့လိုပါတယ်အဲဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးမိတ်သွားရေဆိုရင်နောက်ထပ်ကျွန်တော်တို့ဒီလိုမျိုးတွေပဲပြန်လုပ်ပေးနေရမှာဖြစ်လို့ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီမှတ်မိလွယ်ပြီးသိမဲ့ password ကိုကျွန်တော်အဲ့ထဲမှာထည့်ပြီးတော့မှကျွန်တော်တို့ next ကိုနှိပ်နှိပ်ပေးလိုက်တာ ਨੇ အဲ့ဒီအကောင့်ကိုကျွန်တော်တို့ဒီပေါ်တော့ဖုန်းနံပါတ်နဲ့အခုကျွန်တော်တို့ထည့်ပေးလိုက်တဲ့ ် password အသင်းနဲ့ကျွန်တော်တို့ပြန်လည်အသုံးပြုလို့ရယူရဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအသင်ပြကြပါစေနော်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ